အားလုံးမင်္ဂလာပါရှင်ဒီကနေ့မလ24ရက်သတင်းလာနေ့အတွက်မော်လဝတ္တန်ခံမှန်ချက်တွေကိုတင်ဆက်ပေးပါရမယ်တောင်တရုတ်ပင်လယ်ထိုင်းပင်လယ်ခွေတွေကတစင်းကပ်ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းကိုမိုးတိမ်တွေတိုးဝင်ရွေလျားလာပြီးထိုင်းနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ဘက်ပိုင်းတွေပေါ်မှာမိုးတိမ်များစုဖွဲ့ရောက်ရှိလာတာတွေ့ရတယ်လို့မော်လဝတ္တန်ပညာရှင်ဝန်ထမ်းကအသိပေးထားပါတယ် အာပြိုးတဲ့လာနီညာကာလအတွင်းဖြစ်နေတဲ့အတွက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာညအပူချိန်တွေဆက်လက်ရောကြနိုင်ပြီးကချင်ပြည်နယ်တရနာရီတိုင်းတို့မှာမုန်းအနည်းငယ်ကနေအသင်အသင်ဆက်လက်ရောနိုင်တယ်လို့ဥဝန်နိုင်ကခန့်မှန်းထားပါတယ်။ဒါပြင်ခရင်ပြည်နယ်မွန်ပြည်တို့မှာလည်းမိုးတိမ်များရွေလျားဝင်ရောက်လာမှုအနည်းများပေါ်မူတည်ပြီးမိုးရွာနိုင်ခြင်းရှိနေပြီးဘေးဒေသမှာမဆိုမိုးရွာနိုင်ကအနည်းငယ်သာရွာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့ညနေအထိမန္တလေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်ချင်းပြည်နယ်ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရွက်ကြားမုန်းထချုံရွာနိုင်ပြီးရွာရဲရာနှောင်း80ဖြစ်ပါတယ်။နေပြည်တော်နဲ့ကရနီကရပြည်တို့မှာအများအပြားတာယာပြည်၊ကျန်းတိုင်းနဲ့ပြည်နယ်တို့မှာတင်းအင်းတင်းဖြစ်ထွန်းပါမယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ မင်္ဂလာမင်္ဂလာတောင်ပိုင်းတို့မှာတရင်သိင်းတိဖြစ်ထွန်းနေပြီးကပလီပင်လယ်ပင်မြောက်ပိုင်းနဲ့ကျန်မင်္ဂလာပင်လယ်တို့မှာတရင်နှင်းငယ်ဖြစ်ထွန်းနေပါတယ်မြမပင်လယ်ပင်မှာတော့လိုင်းရင်နှင်းငယ်ကနေလိုင်းရင်သိင်းတိရှိပါမယ်နောက်နေ့ရက်အတွင်းနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရီတိုင်းကရင်ပြည်နယ်မွန်ပြည်တို့မှာနေအပူချိန်များအနှင်းငယ်ဒေါ်လာနိုင်ပါရှင်ကျမနွေနွေပါ